see the pain in me is oh my she got it oh they got caught up ah and is oh my see the pain in me is oh my she need and is oh my see the pain ဆိုင်ဆီမှာပုံညခင်ဟာသူပုံမှန်ရင်းနေကြစိတ်ကူးရင်ခြေဝတ်ထူတွေနဲ့ပုံစံမတူတဲ့သမိုင်းကြောင်းတွေနဲ့သတင်းလောကမှာဖြစ်နေတဲ့အကြောင်းအရာတွေကိုရေးသားလိုက်တဲ့နောက်တောင်ရမလာခဲ့သူဆိုတဲ့စာအုပ်ကိုထုတ်ဝေလိုက်တာပဲဖြစ်ပါတယ်။ရုပ်ရှင်ကားကြီးတွေဖြစ်ရိုက်ကူးထားတဲ့အာရန်ရဲ့အေးဝရဲ့တတရဲ့ဆိုတဲ့ဇာတ်ကားနဲ့ဒီမကနှင်းစီပါမောင်းဆိုတဲ့ပုံညခင်ရဲ့ဝိတ္ထုကိုရိုက်ကူးထားတဲ့ဇာတ်ကားတွေဟာဆိုရင်လေမြမလူငယ်ပရိသတ်တွေအထူးအာယုံစိုက်ခံရတဲ့ဇာတ်လမ်းတွေဖြစ်ပါတယ်။ပုံညခင်ရဲ့စာအုပ်တွေကို စရဲအောင်ပြီးကစားကလေးကဆူဆူလန်လန်အားပေးခဲ့တဲ့မကြာကြီးကျော်ကလည်းဒီဆောင်မိတ်ဆက်ပွဲကိုရောက်လာပါတယ်။ အရင်စိုက်ကူးရင်မဆန်ဘူးရှင်ဒီလက်တွေ့ပုံအားနဲ့ပေါ့နော်တဘာဝအားနဲ့ကလုံးဝကိုဆက်ဟန့်နေတဲ့အကြောင်းအရာတွေကိုပဲသူကရေးတဲ့အတွက်ညီမအားအကြောင်းမလို့ဟိုပို့တိုက်ခဲ့ရပါဟောဒီဆောင်ကဆ iamma မထွက်ခင်ကလေးကဒီမှာဟိုရေကောက်ပွဲတွေပါလေလေမတိုင်ခင်ကလေးကတော့ဆ iamma ဒီလိုမျိုးဝိတုကိုရေးနေတယ်ဆိုတာကတော့ဆိုတင်ပြီးတော့တည်ထားတယ်ပေါ့နော်အဲ့ဒီကလေးကလည်းဒါဖတ်ချင်နေတယ်ဒါဟိုစိတ်လှုပ်ရှားနေပြီရေပေါ့နော်အာဆ iamma ကလည်းကုလုံပရိသတ်တွေနဲ့တွေ့ဆုံပွဲတွေပါလေလုပ်မယ်ဆိုတော့လေဟိုတောင်းမှန်းမြောက်တာပေါ့နော်စော်ပီလောကရဲ့ဆောင်မျိုးစုံတွေ့ရပါပဲ အချက်တည်းတန့်ရေးတဲ့စာအုပ်တွေကိုဖတ်ရှုမှုနည်းပါးလာပေမဲ့ပုံညခင်ရဲ့ဝတ္ထုတွေကတော့ဆယ်ကျော်သက်တွေရဲ့ပျက်စီးရာပျက်စီးချောင်းရေးတာမဟုတ်ဘူးလို့ ရုပ်ရှင်သင်တန်းတက်နေတဲ့ကိုလင်းခန့်အောင်ကပြောပါတယ်။ကျွန်တော်ကရုပ်ရှင်ကိုလေ့လာရတယ်။ပြီးဝတ္ထုဖတ်တယ်။ပြီးတော့ဇာညွန့်ကိုပြန်ပြီးလေ့လာပါတယ်။အဲ့လိုမျိုးသုံးခါလေ့လာရတဲ့အတွက်ကြောင့်မလို့ဆရာမရဲ့အရေးသားလေးရတယ်။တခြားဆရာမတွေလည်းမတူပါဘူး။ဒါပေမဲ့ဒီဘက်ခေတ်မှာအချစ်တီးတန့်ရေးဆိုလဲတိတ်မကြိုက်ကြဘူးနော်။အဓိကတော့လူကြီးမိဘရဲ့တော်များများဆယ်ကျော်တက်တကူအချစ်ကြီးပဲများရင်လည်းမကောင်းဘူးပေါ့နော်။အချစ်ဆယ်ကျော်တက်အနေနဲ့ကတော့အချစ်များလာရင်လည်းပြက်ဘဝပျက်စီးတတ်တဲ့အတွက်ကြောင့်ဒါပေမဲ့ဆရာကြီးဆရာမပုံညာခင်ရဲ့တောက်တော်များများကဘောင်သေးအစ်တရံလည်းတွားတယ်။ဆာဖက်တူတွေလည်းကြိုက်နေတတ်စီတယ်။ဟိုဟိုဘဝ ပြီးအတိအမြင်နဲ့သူသားရတာတွေအလုံးဝဖလှယ်တဲ့ပုံစံမျိုးနဲ့ပေါ့နော်အကိုအဲ့လိုမျိုးရေးထားတာတွေထင်ပါတယ်